အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ဖုံးကြောင်တစ်ကြောင်ကိုကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကခေါ်ဆောင်သွားမှာပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတာကတော့ဒါထိုင်းနိုင်ငံကဖုံးကြောင်တစ်ကြောင်ပဲဖြစ်ပါတယ် ဘုံကြောင်ဆန်စည်းကိုတောက်လျှောက်มาဆိုလို့ရှိရင်လည်းအုတ်ကူလေးကိုလည်းကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့เนาะထူးဆန်းတာကဒီဘုံကြောင်မှာဒင်းသုံးတဲ့ကိုတော်မှန်သမျှအာဆိုလို့ရှိရင်ညာဘက်ကျင်းဆက်နေနေပေါ့เนาะဒါမနက်မိုးလင်းပြီဆိုလို့ရှိရင်ဒါပြန်တော်တော်မှုသွားတယ်အဲတဘာပြီးတဘာပေါ့เนาะဒီကြောင်မှာလာပြီးတော့အဲ့လိုမျိုးသတင်းသုံးပြီးတော့နေတယ်အစာပိုင်းမှာတော့နေလို့ရတယ်နောက်ပိုင်းဆိုလို့ရှိရင်ထူးဆန်းတဲ့ဖြစ်ရက်တွေနေပေါ့เนาะဒါရောက်ပြီးတော့သတင်းသုံးတဲ့ကိုတော်မှန်သမျှတဘာပြီးတဘာ ပြန်လွန်တော်မူသွားတဲ့အခါကျတော့နောက်ဆုံးဒီဖုံးကြီးเจ้าမှာဘယ်ကိုတော်မှလာရောက်ပြီးတော့တင်းမသုံးတော့ဘဲနဲ့ဖုံးကြီးเจ้าဟာဆွန့်ပစ်ခံဖုံးကြီးเจ้าတကြောင်ဖြစ်သွားတယ်ဒီလိုဖြစ်သွားတဲ့အခါမှာဆိုလို့ရှိရင်လူတွေလည်းဒီဖုံးကြီးเจ้าကိုမလာရောက်တဲ့အခါကျတော့ဖုံးကြီးเจ้าကြီးဝင်းထဲမှာဆိုရင်အလွန်ကမ၆ကပ်ပြီးတော့၆တွေ့နေတဲ့မြင်ကွင်းဟာဆိုလို့ရှိရင်တကယ်ဟိုမှာပေါ့နော်ဝန်းနေစရာလဲအဲကောင်းတယ်လို့မျိုးလဲခံစားရတယ်လို့ ရင်ထဲမှာလည်းတမျိုးကြီးပြအနှစ်ကင်းကြောင်တောင်ကျွန်တော်ကြည်ရတော့မှာပဲဗောနော်အဒေတာခန်တွေကိုကျွန်တော်ညဘက်ရိုက်ကူးဖို့အတွက်ခွင်တောင်းပါသေးတယ်ဒါပေမဲ့အခွင့်မပြုပါဘူးညဘက်ရိုက်ခွင့်မပြုဘူးဆိုလို့ကျွန်တော်နှစ်ကင်းဘက်လေးမှာဖုံးကြောင်အနှက်ကိုဝင်ရောက်ပြီးတော့အလေးလာလိုက်တယ်ဗောနော်ဒေတာခန်တွေရဲ့ပြောကြချက်အရာကတော့ဒီဖုံးကြောင်ဝန်းလေးကိုညာဘက်ဆိုလို့ရှိရင်ဘသူမှသွားရောက်ပြီးမသွားရောက်ရဲကြဘူးပေါ့နော်အရင်ကျန်းတယ်တဲ့ကျွန်တော်လည်းထင်မိပါတယ် ဖုန်းအကြောင်းဝင်ထဲမှာတော့မှပဲဖုန်းနဲ့တော့မနေနိုင်တော့ထီအောင်စိုးသွမ်းနေတဲ့မကောင်းစိုးဝါဆိုတော့တော်တော်လေးကိုမှဝိုင်းရင်ကဘာရင် နှစ်ချို့မကောင်းစိုးဝါလို့ပဲကျွန်တော်က ထင်မိတယ်ဗျာဘုန်းကြီးနေလောက်မှမကြောက်ဘူးဆိုတော့ပေါ့เนาะတော်တော်လေးကိုမှကြံတဲ့တရေတစေလို့တော့ကျွန်တော်တော့ယူဆမိတယ်ဗျာအခုဆိုလို့ရှိရင်ဒီဘုန်းကြီးကြောင်းလေးရဆိုလို့ရှိရင်တော်တော်လေးကိုမှ၆တွေ့ပြီးတော့အထီးကြံစွာနဲ့ထီထီပေါ့เนาะတော်ရီတောင်းရင်ထဲမှာတည်ရှိနေတာပဲဖြစ်ပါတယ်မြင်တွေ့ရတာကတော့တကယ်ကိုမှစိမ်မကောင်းစရာပဲပေါ့နော်ဒါထိုင်းနိုင်ငံမြောက်ဖက်ပိုင်းပေါ့နော်အီဆန်ထိုင်းအီဆန်နေဘက်နေတဲ့ဘက်ကိုကြားတယ်ဗျဒါကြောင့်မလို့အဲဖုံးကြောင်းလေးကလည်းတောဆဆန်လေးဖြစ်နေတာပေါ့နော်โอเคကျွန်တော်တို့တစ်ချက်လောက်လေ့လာကြည့်လိုက်အောင်ပေါ့နော် င်တော့ဆိုလို့ရှိရင်တော့တော်တော်လေးကိုမှဒီမှာစီကားမဲ့အနေထားပဲဗျဒါလည်းထိုင်းနိုင်ငံရဲ့ယွာဦးဖုံးကြောင်ပေါ့နော်ဟိုဘက်မှာဆိုရင်ယွာရှိပါတယ်ယွာသွားတဲ့အတွက်ကတော့တကယ်ကိုမှစိတ်မကောင်းစရာပဲပေါ့နော်ယွာဦးဖုံးကြောင်မှာပဲပဲကိုတော်မှသတင်းမသုံးနိုင်တဲ့အခါကျတော့ယွာသားတွေအတွက်တော့ဝမ်းနည်းစရာဖြစ်မိမယ်လို့တော့ကျွန်တော်တော့ယူဆမိတယ်ဗျဒါမျိုးဖြစ်ရတဲ့မြန်မာပြည်မှာရှိမရှိတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါကတော့ထိုင်းနိုင်ငံ တာဝမ်မြို့နယ်ထဲမှာရှိတာပဲဖြစ်ပါတယ်음ကုဒီတွေဆိုတော့အကောင်းကြီးနေကြံသေးတယ်ပေါ့နော်ဘူထိုင်းအိမ်သားတွေကြီးပဲအားလုံးက ခိုင်ခိုင်မာမာကြဲကြဲဝန်းလုံးကိုတိဆောက်ထားတာဗျ။ပဝင်းကျင်ကိုကြည့်လိုက်တဲ့အခါမှာဆိုရင်လည်းတကယ်ကိုမှလွမ်းစရာကြီးပေါ့နော်ရွှေဟောင်းတွေကျွေးပြီးတော့၆တွေ့ပြီးတော့နေတဲ့အခါကျတော့တကယ်ကိုမှဘယ်ဟိုလွမ်းလို့လွမ်းမှန်းတော့မသိဘူးဖြစ်သွားတယ်မှန်ဆိုရင်ညဘက်နော်လာရောက်ပြီးတော့ရိုက်ကူးလို့ရှိရင်တော့တော်တော်လေးကိုမှစိတ်လှုပ်ရှားစရာကောင်းပါဗျာ ုံးကြောင်ကြီးကဝန်းအကျဲကြီးပဲနော်နောက်မှကြံခဲ့တဲ့ရွာကြီးကလည်းတတော်ကြီးတယ်ဗျာဒီဖုံးကြောင်ကတကယ်ကိုမှထူးဆန်းတဲ့ဖုံးကြောင်လို့ပြောလို့ရတယ်ဗောနော်ထလန်းဆရာတွေနဲ့ဖုံးကြီးတွေနဲ့လည်းဒီမှာလာရောက်ပြီးတော့တဲ့ဖုံးကြီးတွေတရင်သုံးထိုင်အောင်ဗောနော်လာရောက်ပြီးတော့ဒါပေတရားတွေနာတာမျိုးတွေထလန်းဆရာတွေနဲ့လာရောက်ပြီးတော့မြေတန့်အောင်လောက်တာမျိုးတွေလည်းအဲစုံနေပြီတဲ့ဒီသားခံနေပြောတာဗောနော်လောက်တာဗောနော်ဖုံးကြီးတွေတရင်သုံးထိုင်အောင်လို့ မျိုးမျိုးကြိုးပန်းတယ်တဲ့ပြည်တရားရေတဲ့ဖုံးကြောင်းဝင်ထဲမှာနားတယ်ဒါလည်းမရဘူးတဲ့အဲ့ဖုံးကြောင်းမှာတရင်တုံးတဲ့ကိုတော်မှန်သမျှပါဗောနော်ကျင်းဆက်နေရင်းနေပဲဗောနော်ထူးထူးဆန်းဆန်းအဲအဲ့လိုဗောနော်ဟိုပြောမယ်ဆိုအအောင်ကြောပြက်ပြီးတော့ပြန်တော်လုံးတော်မှုသွားတဲ့ပုံစံမျိုးတွေရဲ့ဤပဲအလားတူဗောနော်အဲ့ကြောင်းမှာတရင်တုံးတဲ့ကိုတော်လေးပါစလုံးဇတိုက်ဆိုဆိုတော့အဲ့လိုမျိုးပြန်တော်တော်မှုသွားတယ်တဲ့ဒါကြောင့်မဟုတ်လို့ပေါ့နောက်ပိုင်းမှာအဲ့ဒီဖုံးကြောင်မှာဘလူးမှလာရောက်ပြီးတော့တင်းမတုံရဲတော့ဘူးပေါ့နော် ဒါဖုန်ကြီးကမှတင်းလာရောက်ပြီးတော့မတုံးရဲတော့ဘူးပေါ့နော်အဲ့လိုပြောမှာပေါ့နော်ဒါကတော့နတ်စင်လေးတွေပဲဖြစ်ပါတယ်ခုဘက်ကတဘာចောင်းဆောင်လေးတွေထင်တယ်ဗျတကယ်ဥမာနော်လွမ်းစရာလေးတော့အတန်လေးကြာတော့တယ်ပပလဲမှာကလည်း စ်ပင်တွေကလည်းဒီချိန်ကရာသီဆိုတော့ရွက်ဟောင်းကြွေပြီးတော့ရွက်သစ်တွေထိုးတဲ့အချိန်ဆိုတော့သစ်ရွက်တွေအားလုံးကအောက်ကိုကျွေးကြပြီးတော့တကယ်ကိုမှလွမ်းဆွေးစရာကြီးပေါ့နော်တို့ တဲနာခုနသွားကြည့်အောင်ဟိုးဟာဖူဖေးကအုတ်ကူတွေလားဟုတ်တယ်ဗျအုတ်ကူတွေဗျထိုင်းနိုင်ငံကဖုံးကြောင်းမှန်သမျှကတင်ညာအင်ကုန်းနဲ့ဖုံးကြောင်းတွေအတွက်ရထားကြတာပေါ့နော်ဒါကြောင့်သူတို့ဖုံးကြောင်းဝန်ထဲမှာအုတ်ကူတွေကိုဖုံးကြောင်းတိုင်းလိုလိုမှာတွေ့ရတာပဲဖြစ်ပါတယ်အုတ်ကူလေးတွေကကြည်လိုက်မဲ့ဆိုလို့ချင်းဇေဒီလေးတွေကျနာပဲပေါ့နော်။နှစ်ကင်းကြောင်တောင်တောင်မှပဲနော်။တောင်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 လူဆိုလို့ချင်း ဖုံးချောင်းဝန်းထဲကိုမလာရဲလောက်ဘူးလို့ထင်တယ်ဗျအုတ်ဂူရဲ့ဟိုဘက်ကတသားလေးနဲ့ရိုက်ထားလာကတော့မျက်စင်လေးပေါ့နော်ဒီမှာလည်းအုတ်ဂူလေးပဲဗျတချို့အုတ်ဂူလေးဆိုလို့ရှိရင်တော်တော်လေးကုန်လောင်မှာဟောင်းလွှမ်းနေပြီပေါ့နော် ဲ့ဒီဂျာထဲမှာလည်းအုပ်ကူလုံပြခြုံလေးအောက်မှာအုပ်ဒီဖုံးကြီးကြောင်နဲ့ကိုရောက်ခုလေမြမာလေးရောရှိကြလားဗျာဒီမျိုးနယ်ထဲမှာလည်းမြမာလူမျိုးတွေအများကြီးရှိမယ်လို့တော့ကျွန်တော်တော့ထင်ပြီးပါလေဒီဖုံးကြောင်ဝင်တဲ့ကိုမရောက်ခုလောက်မှပဲသိကြမယ်လို့တော့ကျွန်တော်ထင်ပါတယ်တဝမ်မျိုးနယ်ထဲမှာနေတဲ့သူတွေဆိုရင်ပေါ့နော်ဖုံးကြီးကြောင်ကနှစ်ကင်းဘက်လာတော့မှပဲတကယ်ကိုမှကျော်စမ်းစရာကြီးပေါ့နော်စိတ်ထဲမှာလည်းဘဲကိုလွမ်းလို့လွမ်းမဲ့မသူတစ်ပင်တွေကိုကြည့်ပြီးတော့တစ်ပင်တွေအားလုံးကအဲ ရိုးတံကျဲပြီးတော့ဗောနော်တရွက်တွေအားလုံးကလည်းအောက်မှာကျွေးကြပြီးတော့တကယ်ကိုမှလွမ်းเสียရည်ဗျာညာဘက်လာရိုက်ဖို့လောက်မှကျွန်တော်လောက်မှပဲတော်တော်လေးကိုမှရိုက်လို့ရမယ်ဆိုရင်လောက်မှပဲတတိမွေးပြီးတော့လာမယ်ဗောနော်တော်တော်လေးကိုမှကြမ်းမဲ့နေထားပဲလာရိုက်မဲ့ဆိုရင်တော့ညာဘက်အဲဒီမဲ့ဒေတာခန့်တွေကတော့ညာဘက်ရိုက်ခွင့်မပြုဘူးတဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်လည်းဖုန်းဝင်းကြောင်းဝန်ထဲကိုအနှံ့ပေါ့နော်လမ်းမီတလောက်ကို ရှောက်ပတ်ပြီးတော့ရိုက်ကူးခဲ့ပါလေဗျာကဲဟိုးအောင်မှာဖျားတွေရှိတယ်ဗျာဖျားတွေကိုတစ်ချက်လောက်သွားပြီးတော့ကျွန်တော်တို့ကတော့အောင်ပေါ့နော်ကဲအားလုံးပြုမြော်ကြဗျာဒါကတော့ဒီเจ้าမှာပထမဦးဆုံး တင်းသုံးနေထိုင်သွားတဲ့ဆရာတော်ဖျားကြီးရဲ့ပုံတော်လို့ကျွန်တော်ထင်မိတယ်ဗျအခုမှချိတ်ထားတာကတော့အဲ့မဲ့ဒီဖျားရဲ့နေရာမှာတော့ပြောင်းနေတာတော့တွေ့ရတယ်ဗောနော်သူတယောက်ကလာရောက်ပြီးတော့တပြက်စီတွေပါလှည့်ထားသလားလို့တော့မသိဘူးဗောနော်ဒီဖုန်းကြောင်းနဲ့ပတ်သက်ပြီးတော့ယုံကြည်လားမယုံကြည်လားကတော့ ျွန်တော်ရဲ့မိတ်ဆွေတွေရဲ့အပိုင်းမှာเนาะကျွန်တော်ကတော့ကျွန်တော်ကြားသိရတာကလေးကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ပြန်လဲပြီးတော့မျှဝေပြီးတော့ပြောပြပေးသွားလာပဲဖြစ်ပါတယ်။အဲကျွန်တော်တို့အုတ်ကူတွေနေရာကိုတစ်ချက်လောက်သွားကြည့်အောင်ပေါ့เนาะထပ်ပြီးတော့ ျွန်တော်ကခရီးသွားရင်ရရတဲ့အခါကျတော့ညာဘက်ရိုက်ဖို့ကြတော့လည်းအဆင်မပြေပါဘူးတကယ်လို့ရိုက်ခွင့်ပြုလဲဆိုရင်တော့ကျွန်တော်ကတော့တနေရာရာမှာတဲခုပြီးတော့ရိုက်မယ်လို့တော့စဉ်းစားထားတာပေါ့နော်အဲဒီမှာဒေတာခဏရလဲညာဘက်ကိုသူတို့ကရိုက်ခွင့်မပြုတဲ့အခါကျတော့ကျွန်တော်လည်းတငင်းဘက်ပဲရိုက်ကူးလိုက်ရတယ်ပေါ့နော်ဒါကတော့အုပ်ဂူတွေပဲဖြစ်ပါတယ်အုပ်ဂူတွေကတော့လမ်းတောက်လျှောက်မှာပေါ့နော်ဖုံးကြောင်ရဲ့တက်စီယိုတောက်လျှောက်မှာတက်စီယိုတိုင်းပုံစံမျိုးအုပ်ဂူတွေလောက်ထားတာပေါ့နော်မိုက်တော့မိုက်သားနော် ွေထူးတက်စီယိုခတ်เสียရမလို့တော့ဘုံကြောင်အုပ်ကူတွေကိုတန်းပြီးတော့တက်စီယိုတောက်ချောက်မှာလောက်ထားလဲဆိုတော့တော်တော်လေးတော့ထူးထူးဆန်းဆန်းလေးဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာမျိုးလေးကိုစောင်းအောင်ကြည့်ရှုအားပေးကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာနောက်ရက်များမှာလည်းအကြထူးထူးဆန်းဆန်းနေရာလေးတွေနဲ့ထူးထူးဆန်းဆန်းပရာလောကအကြောင်းအရာတွေကျွန်တော်ကိုယ်တိုင်ရိုက်ကူးတဲ့ပရာလောကပြည့်မှန်အကြောင်းအရာတွေကိုလည်း တင်ဆက်ပေးဦးမှာဖြစ်လို့အားလုံးပဲစောင့်မျှော်အားပေးကြပါလို့ပြောကြရင်းနဲ့ဒီနေ့အစီအစဉ်လေးကိုတော့ဒီညရင်ရနာလိုက်ပါတယ်ခင်ဗျာအားလုံးပဲအသက်စီကျမ်းမှာဆက်ချမ်းသာပြီးတော့လူရင်ဆန္ဒလေးပြေဝကြပါစီခင်ဗျာ